ni ragama tu sane tu alene ma amele tu anemye dui le ma tu ပြပြနာမည်ကတော့တကယ်လူဆိုတဲ့ပြဆက်ကောင်းပါမိသားစုပညာပေးဇာတ်လမ်းလေးတစ်ပုဒ်ပါအဲ့မှာအကိုအကြီးဆုံးမင်းလူနေရာနေပြီးတော့ကျွန်တော်သေုပ်ဆောင်ထားတာပါခင်ဗျမိသားစုလေးအစ်မပြေရာနေပြီးတော့လမ်းမကိုရောက်သွားတဲ့မင်းကလေးတယောက်ဒီတကယ်လူဆိုတဲ့ဆင်ရှင်ပြဆက်ကြီးကို Channel K ရုပ်တံလိုက်ပါကြီးစုလို့ရပါပြီခင်ဗျ ။သမင်းသားလေးဖို့ရှိရဲ့တကယ်လူဆိုတဲ့ပြဿနာပေါဝင်သေးဥဆောင်မှာဖြစ်ပါတယ်။ကျွန်တော်ကအဖေကန်းပါသာသမီ၃ယောက်ကိုအုပ်ချုပ်ရတဲ့မိဘတယောက်ရဲ့ပြစ်ဒဏ်တရားနဲ့အုပ်ချုပ်ဖို့အုပ်ချုပ်နည်းလေးပေါ့ဗျာ။ဆန္ဒကေရနေပြီးတော့ကဒီတကယ်လူဆိုတဲ့ပြဿနာကလေးကိုကျွန်တော်တို့လွှင့်ထုတ်ပြီးတော့ကျွန်တော်ပြည်သူလူထုကြီးကိုပြတ်တာမှာဖြစ်ပါတယ်။အဲ့ဒီပြတ်တဲ့နေရာမှာချီတင်တဲ့ပြဿနာကလေးတစ်ခုလို့ကျွန်တော်ကတိုက်တွန်းလိုပါတယ်။ကြည့်ကြပါ။ဘာလို့လဲဆိုတော့ မိသားစုတစုရဲ့တကယ်အခက်အခဲပြဿနာလေးတွေကိုဖြေရှင်းရတဲ့နေရာမှာမှားတဲ့ဖြေရှင်းနည်းရှိတယ်မှန်တဲ့ဖြေရှင်းနည်းရှိတယ်အဲ့ဒါလေးတွေကိုသင်ခန်းစာယူနိုင်အောင်ကျွန်တော်တို့ကဒီပြဿနာကလေးကိုထုတ်လင်းပြီးတော့စီစဉ်တင်ဆက်ခြင်းဖြစ်ပါတယ်ခင်ဗျာကျေးဇူးအားပေးကြပါအုံးလို့ပေးသက်ကြီးကိုဖိတ်မှန်တကပြုပါတယ်ခင်ဗျာအမေလေးပြူအနေနဲ့တွေ့လဲမတူ ရုပ်ရှင်ဘန်သာဖိုးချစ်ကိုယ်တိုင်ပါဝင်ဥဆောင်ကပြပေးမယ်တကယ်လူအမိရတဲ့ပြဿနာကြီးပါခင်ဗျာတကယ်ဘဝသင်ငန်းစာပေးတဲ့ပြဿနာကောင်းကြီးတစ်ပုဒ်ဖြစ်တဲ့အတွက်ချန်နယ်ကရုပ်တန်လိုင်းမှာကျွန်တော်တို့ပြသမှာပါကြည့်ပြအောင်ကြည့်ပါအောင်ဘာကြောင့်ကြည့်ပြအောင်ကြည့်ပါအောင်ဆိုတာပေးထားတဲ့နာမည်ကတကယ်လူဆိုတာပေါ့ပေါ့တန်တန်ပေးထားတာမဟုတ်ပါဘူးမိသားစုတစုမှာတကယ်တန်ဖိုးရှိတဲ့လူသားတယောက်အကြောင်းကိုတကယ်လူလို့အမည်ပေးထားပြီးတော့ ပြဿတ်ကိုကျွန်တော်တို့တဘောရဟတဆုံလင်းစွာတံမိုးကြီးမားစွာ တင်ဆက်တဲ့ပြဿတ်ပါဒါကြောင့်မလို့ပြိတ္တတို့ဟိုလက်မလွတ်သွားစင်းနေနော်ခြံငယ်ရုပ်တန်လိုင်းမှာကြည့်ပြအောင်ကြည့်ပါအမတန်းမှပညာပေးပြဿတ်တဘို့ဖြစ်ပါတယ်ဒါကြောင့်မလို့ပြိတ္တများလက်မလွတ်သွားစေဖို့အတွက်ကြည့်ဖို့ကျွန်တော်တို့အများကြီးဖိတ်ခေါ်ပါတယ်တကယ်လူတကယ်လူ ကျွန်တော်တို့ရဲ့ဇက်စရာလေးအမြရှိမနာကိုပို့ချင်တဲ့တူကျွန်တော်ဒီနေ့ရိုက်ကွေးလောက်တာကတော့ကျွန်တော်တကယ်လူဆိုတဲ့စင်နေပြဆက်ကြီးဖြစ်ပါတယ်ခင်ဗျာအဲဒီနေ့မှာတော့ကျွန်တော်ကကိုပို့ချင်တဲ့တငယ်ချင်းပေါ့တကယ်လူဆိုတဲ့စင်နေပြဆက်ဟာကျွန်တော်တို့မိသားစုပညာပေးဇလန်းလေးတပုတ်ပါပဲအင်မတန်မှကျွန်တော်တို့အနှစ်သာရရှိပါတယ်အဲဒီထဲမှာဆိုရင်ကျွန်တော်တို့အဖေဆရာဖြစ်တဲ့အဖေဦးမိုးကြီးတို့အဲပြီးတော့ကျွန်တော်တို့ အကူတောင်းဝေတို့လည်းပါဝင်ပြီးအားဖြည့်ထားကြပါတယ်။အတကယ်လို့ဆိုတဲ့စနေပြည့်စက်ကိုကျွန်တော်တို့ Channel K ရုပ်သံမိုင်းကနေလွှင့်တဲ့ခါကြရင်လည်းအားဖြည့်ကြပါအောင်လို့ကျွန်တော်အနေနဲ့အားလုံးပိတ်ခေါ်ပါတယ်။ညချိုးတွင်းနေတာခံနိုင်ပါရဲ့လူအားလုံးတွေ့ချိုးကိုဆောင်းနိုင်ပါရဲ့လူစိတ်ထဲမြင့်မြတ်သူဒီလူပါရဲ့လူအခုဒီတကယ်လူပြဆက်မှာကျွန်တော်တို့ဒါမောင်နှမ၃ယောက်ပေါ့နော်အဲ့မှာအခုအကြီးဆုံးမင်းလူနေရာနေပြီးတော့ကျွန်တော်သရုပ်ဆောင်ထားတာပါခင်ဗျာအော်တကယ်လူပြဆက်ကြီးကို Channel K ရုပ်သံလိုင်းမှာ မကြခင်ထုတ်လွှင့်ပြသတော့မှာဖြစ်တဲ့အတွက်ကြည့်ရှုအားပေးဖို့ကျွန်တော်ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာခုဇလန်လေးကတော့တကယ်လူဆိုရယ်ပြဿတ်လေးပေါ့နော်အဲ့ဒီပြဿတ်ထဲမှာကမြမအငယ်ဆုံး ြင်ညာတဝက်တစ်ပြက်နဲ့ကြောင်းနေရတဲ့ရွယ်မျိုးလေးမှာပေါ့အဲ့ဒီရွယ်လေးမှာပဲအဲမိဘတွေမိသားစုတွေအဆင်မပြေရနေပြီးတော့လမ်းမကိုရောက်သွားတဲ့မင်းကလေးတယောက်အနေနဲ့ပြုဆောင်ထားပါတယ်ရှင်ဒီတကယ်လူပြဆက်ကို channel ကမှမကြခင်မှာထုံလွင်ပြတာတော့မှဖြစ်ပါတယ်ပညာပေးဇလန်းလေးဖြစ်တဲ့အတွက်ကြောင့်ပြည့်တက်ကြီးနေနေလဲကြည့်ရှုပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင် ြဆက်ကတော့တကယ်လူဆိုတဲ့စင်တင်ပြဆက်ကြီးပါအဲကျွန်တော်ငငယ်ကအဲကခဲ့တဲ့စင်တင်ပြဆက်ဖြစ်ပါတယ်အဲစာရေးသူကတော့ဒီဇလန်ကိုရေးသူကတော့ဟိုဆရာဦးညံမင်းအောင်ဖြစ်ပါတယ်ဒီပြဆက်ရဲ့ရည်ရွယ်ချက်ကတော့ဂျန်ပန်ရန်ခါမှာလူလောကလူတဘာဝမှာမလုချင်မဲနဲ့လုလို့ရတဲ့အလုပ်တွေလည်းရှိပါတယ်အဲလုချင်ပါရဲ့နဲ့မလုရတဲ့အလုပ်တွေလည်းရှိပါတယ်အလုံးယုံကန်နေကြတဲ့ ဲဘဝပေါင်းများစွာကြာတဲ့ကမလုချင်မနဲ့လုခဲ့တဲ့လူငယ်လေးတယောက်ဖြစ်မေအများနဲ့အများအတွက်ဆိုရင်တကယ်တန်ဖိုးမေ့ပြီးအတုံးမကြတဲ့လူတယောက်မိသားစုတွေတော့တကယ်လူဖြစ်ချင်းလည်းဖြစ်နေမှာပေါ့နော်အဲ့လိုပဲမိသားစုတွေလုံးဝမငယ်ဘဲနဲ့အများအတွက်ပဲအဆင်ပြေပြီးအဲအကျိုးပြုနေတဲ့လူလည်းရှိကောင်းရှိနိုင်ပါတယ်အဓိကတော့လောကရဲ့သဘာဝအရလုချင်တာတွေလုခွင့်မရတဲ့လူတွေ မလို့ချင်တာတွေလုပ်နေရတဲ့အဲလူငယ်တွေရဲ့အကြောင်းအရာလေးတွေက maxily တခုပေးတဲ့သဘောပါပဲခင်ဗျာဟုတ်ကဲ့အဲကျွန်တော်ရေဒီဇလန်းလေးကနာမည်ကတော့မင်းတူလို့ခေါ်ပါတယ်ကျွန်တော်လူငယ်တယောက်ပေါ့အဲမိသားစုအဲမုံမခံစေးရှိမယ်သို့တော်သူကအစင်မပြေတဲ့မိသားစုရဲ့ဝင်ကိုပညာကောင်းကောင်း မတက်ပြီမဲ့ပညာဆုံးကမ်းမတိုင်ခဲ့ပြီမဲ့မိသားစုရဲ့တာဝန်မိသားစုကိုချစ်ခင်တဲ့လူငယ်တယောက်အနေနဲ့အဲတေးဥဆောင်ထားပါတယ်ဒီတကယ်လူဆိုတဲ့စင်နေပြဆက်ကြီးကို Channel K ရုပ်တံလိုင်းမှာကြည့်ရှုလို့ရပါပြီခင်ဗျာတကယ်လူတကယ်လူ